မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဆုံးစစ်ကောင်စီကရွေးကောက်ပွဲအတွက်မင်းသားလေးဦးနဲ့တော်လန်ရေးပုံဖြတ်တဲ့ဝါရဖြန့်ဆက်ကထုတ်လွှင့်တဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်စိတ်ကောင်စီက၎င်းတို့လုံးမဲ့ရွေးကောက်ပွဲအတွက်မင်းသားလေးဦးနဲ့တူတော်လန်ကြီးကိုပုံဖြတ်တဲ့ဝါရောက်ဖြတ်ဇလန်ထုတ်လွှင့်ခဲ့ပါရယ် ခေတ္တမိုင်းကိုဒုံဆိုင်မဲ့သူများလို့အမည်ပေးထားတဲ့စစ်ကောင်စီရဲ့ရွေးကောက်ဘွေးစီယုံရေးဇလန်းမှာနေတိုမြင့်မြတ်နေဝင်အေးချမ်းမောင်တို့ကတယုတ်ဆောင်ထားပါတယ်။ချူလီမေမြင့်မို့အောင်ခိုင်ငက်ပြောကျော်စူပါလင်းတွက်လက်စားတဲ့တယုတ်ဆောင်တွေလည်းပါဝင်ပါတယ်။ဇလန်းကို2021ဖေဖော်ဝါရီမှာစစ်တပ်အာဏာသိမ်းလို့ပြည်သူတွေဆန္ဒပြတဲ့မြင်ကွင်းရှုပ်တံတွေနဲ့စတင်ထားပါတယ်။ဆန္ဒပြတဲ့မြင်ကွင်းတွေမှာလည်းမိရှိုရာတွေဓာတ်စီပလင်းတွေကိုအသားပေးပြခဲ့ပါတယ်။ ။မြင့်မြတ်နေဝင်အေးဂျင့်မောင်တို့ဟာစပိန်နဲ့ပြည်စည်းပို့ဝန်ဆောင်မှုလုပ်ကိုင်သူတွေဖြစ်တရုတ်ဆောင်ထားပါတယ်။ဇက်ကားရဲ့အစကိုတော့ပြည်စည်းပို့ဆောင်ခြင်းဆန္ဒပြနေကြလို့လှည့်ပြန်ရတဲ့မြင်ကွင်းနဲ့စတာတာပါ။နောက်ထပ်ဆက်ဝင်ကမ်းမှာတော့2025စက်တင်ဘာလို့စတဲ့ထိုးပြီးနေဝင်နဲ့အေးဂျင့်မောင်ဟာမြင့်မြတ်နဲ့ရွာကိုလိုက်လေတဲ့ပုံစံရိုက်ကူးထားပါတယ်။ရွာမှာဆီယာဝန်ဖြစ်နေတို့ကျောင်းဆရာမတွေဖြစ်ချူးလေးနဲ့မင်းမြင့်မို့ အုတ်ချုပ်ရည်မှုဖြင့်ငပြောကျော်အငိမ့်စားဝင်တန်းဖြင့်အောင်းခိုင်တို့ကတရုတ်ဆောင်ထားပါရယ်ကိုလုတ်ကိုမလုတ်ခဲ့တဲ့စစ်တပ်ဟာဇက်လန်းတွေကဇက်ကောင်တွေရဲ့နှုတ်ကနေကိုလုတ်ကိုလုတ်ကြဖို့တိုက်တွန်းထားပါရယ်ဆရာဆရာမတွေဟာကလေးတွေကိုစာသင်ကြရမှာပဲလို့ဇက်လန်းမှာပြသထားပါရယ်မြေပြင်မှာတော့စစ်ကောင်စီဟာစာသင်ကျောင်းတွေကိုပါလင်းရင်နဲ့ပုံကျဲနေပြီးចောင်းသားចောင်းသူတွေတိတ်ဆုံးခဲ့တာပါအမှုပညာသမားကတော့အမှုပညာအလုပ်လုပ်ရမှာပဲလေဟုအေးချမ်းမောင်ရဲ့ဇက်ကောင်ကနေပြောခဲ့ပါတယ် နိုင်ငံရေးစိတ်ဝင်စားသူတွေကိုတော့ဟာတာတရုတ်ဆောင်တွေနဲ့ပေါ်ပြက်ပြက်ဇက်ကောင်ပုံစံထဲ့သွင်းရှိုက်ကူထားပါတယ်။ရွာထိပ်မှာမိုင်းလာထောင်တဲ့ရွာသားနှုတ်ကြောင့်ကလီတူမိုင်းထိခဲ့တဲ့ပုံစံရိုက်ကူခဲ့ပါတယ်။လက်တွေမှာတော့စစ်ကောင်စီရဲ့စတင်ကြောင်းတွေလေးချောင်းတိုက်ခိုက်မှုတွေကြောင့်ကလီတငယ်တွေပါအများပြားသိဆုံးနေရတာပါ။ရွာသူရွာသားတွေကလာမဲ့ရွှေကောက်ပွဲမဲပေးကြဖို့စီယုံကြတဲ့ပုံစံနဲ့ဆက်လန်းကိုဆက်ပါတယ်။ရွှေကောက်ပွဲနဲ့ဆက်ပြီးတော့လေပြည်သူတွေကိုချိန်ချောက်တဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့လေပြည်သူတွေကိုချင်းချောက်တဲ့သတင်းစကားတွေထည့်သွင်းရှိုက်ကူခဲ့ပါတယ်။ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့တင်လာတဲ့ post တွေကိုမင်းတို့ပေါက်ကရရီရှောက်မရေးနဲ့တော့ဥပဒေထုတ်ထားပြီးသားအကုန်နားကားသွားမယ်။ခေပြောင်းသွားတဲ့အထစ်တောင်မင်းတို့ထောင်ထဲကမထွက်ရဘဲနေလိမ့်မယ်လို့အောင်ခိုင်ကချင်းချောက်ပြောထားပါတယ်။ စစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုပြည်ပမပြောနဲ့ပြည်တွဲမှာတောင်စိတ်ဝင်စားမှုမရှိလို့မင်းစင်းလာမကြည့်ကြတဲ့အချိန်မှာဇက်ကားထဲမှာတော့မြင့်မြတ်ကတိုင်းပြည်ရဲ့အရေးတစ်ခုကိုသွားနေတာကတော့အမှန်ပဲအဲဒါကြောင့်တက္ကပါလုံးကစိတ်ဝင်စားနေတာလို့ပြောကြားစေခဲ့ပါတယ်စစ်ကောင်စီကသူတို့ရွေးကောက်ပွဲကိုအတူရောင်ရွေးကောက်ပွဲလို့သုံးလုံးနေတာကိုလည်းဇလန်းတို့ထဲမှာတံပြန်ဝါရဖြန်ပါတယ်နေတို့ကအတူရောင်ဆိုရင်ဘဲပါတီကဝင်ပြိုင်မှာလဲတဲ့ 2020ပြည်နှစ်တွေ့တွေ့ရွေးကောက်ပွဲမှာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနိုင်ရခဲ့တဲ့အတွက်မဲလိမ်မဲခိုးတယ်လို့ဆွဆွဲပြီးအာဏာသိမ်းခဲ့တဲ့စစ်တပ်ဟာသူတို့လုံမဲ့ဟန်ပြအတူရောင်ရွေးကောက်ပွဲကို၎င်းတို့အောက်ဆဲပါတီတွေသာဝင်ပြိုင်ခဲ့ကြတာဖြစ်ပါတယ်စစ်ကောင်စီလောက်ကနေစစ်တပ်ပေးတဲ့နေရာလေးတနေရာပဲရရဝင်ပြိုင်ကြသူတွေထဲမှာလက်တလောပြီးသုံးလုံးပါတီကဒေါ်တတ်တတ်ခိုင်တောင်ကိုစလေလောင်းဖြစ်ပေးဖြတ်ခံခဲ့ရပြန်ပါတယ်အလားတူအာဏာသိမ်းတာကူညီခဲ့တဲ့ NDF အပါအဝင်စစ်တပ်ထောက်ခံတဲ့ပါတီတွေကိုတော့ ရွေးကောက်ပွဲပြိုင်မရအောင်ပိတ်ပင်ထားတာပါ။အဲ့ဒီစကားကိုရိုက်ကူသူဒါရိုက်တာကတော့အမည်ထုတ်ဖော်ထားတာမရှိဘဲခေတ္တမိုင်းတုခုမရဝန်ကရိုက်ကူတယ်လို့ပဲစာရန်ထုတ်ထားပါတယ်။ဒီဝါရပြန့်စကားမှာပါဝင်တဲ့တရုတ်ဆောင်တွေဟာစေုပ်စုအလို့ကြနေထိုင်ပြီးစစ်ကောင်စီနဲ့ပတ်သက်တဲ့ရုပ်ရှင်ထုတ်လုပ်ရေးတွေမှာရိုက်ကူးနေသူတွေဖြစ်ပါတယ်။ ကလေးငယ်တွေစာသင်တဲ့စာသင်ကျောင်းတွေကိုဘုံကျဲတိုက်ခတ်နေတဲ့စစ်ကောင်စီရဲ့အလို့ကြောင့်တရုတ်ဆောင်ပေးတဲ့ဒီမင်းသားတွေရဲ့လုံရက်ကိုအံ့ဩလို့မဆုံးမှုပြည်သူတွေလည်းဒီမင်းသားတွေကို BC လုံးတဲ့နဲ့သူတို့အနေစားချောင်းရင်ပြီးရောဘာဖြစ်ဖြစ်လုံပေးမယ်ဆိုတဲ့ဖက်ခွက်စားတွေလို့ဒေါ်လာရေးထောက်ဖို့လုံနေသူတို့က NATO မြင့်မြင့်နေဝင်းနဲ့အေးချမ်းမောင်တို့လုံရက်ပေါ်ဝေဖန်ပြောကြားထားကြောင်းသိရပါဗျာ။ နောက်ထပ်တိုက်ဆက်ပေးမယ့်သတင်းကြောင်းကတော့မြောင်ရီမြို့ရှိကြားဖြန့် KK Bus ကို KNU ကအချိုးမြန်ရောက်ယူငွေ9ရန်ချင်းနဲ့လုံခြုံရေးစောင့်ရှောက်ခရယူနေသည်ဆိုသောအကြမ်းဖက်ဆဲဥစုကြီးထုတ်ပြန်ပြောဆိုချက်ကို KNU ကညှင်းဆို KK Bus နဲ့ KNU လုံးဝပတ်သက်မှုမရှိဟုတရားဝင်အသိပေးကြေညာတဲ့အကြောင်းကိုတိုက်ဆက်ပေးပါမယ်။ ကရင်ပြည်နယ်မြောင်းရီမြို့ရှိကြားဖြန့် KK Bat ကို KNU ကအချုံမြတ်ရယူမြေငါရန်ချင်းနဲ့လုံချုံကြီးစောင်းလျှောက်ကရယူနေသည်ဆိုသောအကျန်းဖက်စေအုပ်စုထုတ်ပြန်ပြောဆိုချက်ကို KNU ကတရားဝင်ညှိဆော်လိုက်ပါတယ်။ မြန်မာကျန်းဖက်စေုပ်စုရဲ့ပြောရေးဆိုခွင့်ရှိသူဇော်မင်းထွန်းက KNU အနေဖြင့်ထိုင်းမြန်မာနေဆက်ရှိ KK Bat online ငွေလိမ်လုပ်ငန်းအတွက်မြေငားရန်ချင်းနဲ့လုံခြုံရေးစောင့်ရှောက်ခရယူခြင်းတို့ဖြင့်အကျိုးမြတ်များရရှိနေသည်ဟုဆွဆွဲထားကြောင်း KNU ကအဆိုပါဆွဆွဲချက်များအလုံးကိုပြည့်ပြည့်တသားညှင်းဆိုကြောင်း KNU ကယနေ့ထုတ်ပြန်ကြေညာပါသည်မြန်မာစေုပ်စုကဆွဆွဲထားတဲ့ဧကတရားမြေကွက် ကုမ္ပဏီနဲ့ပူးပေါင်းဆောင်ရွက်ခြင်းမူလအီအလင်းကုမ္ပဏီက2022ခုနှစ်ဒီဇင်ဘာလကတည်းကရင်ဆိုင်နှုတ်ထွက်ခဲ့ပြီးရက်ဆိုင်နှုတ်ထွက်ခဲ့ပြီးဖြစ်ကြောင်း KKBAT အွန်လိုင်းငွေလိမ်လုပ်ငန်းလုပ်ကိုင်တဲ့ဧက900ရှိသောမြေကွက်မှာတည်ကြစီဖြစ်ကြောင်းမြေကွက်တစ်ခုနဲ့တစ်ခု3ကီလိုမီတာကွာမှာတည်ရှိကြောင်း KNU ကဆိုပါတယ်။ ထို့ကြောင့် KK Bat online ဝင်လိမ်လုပ်ငန်းသည် KNU နှင့်လုံးဝမသက်ဆိုင်ပေစေုပ်စုပြောရေးဆိုခွင့်ရှိသူ၏ဆွဆွဲချက်ကို KNU ကပြက်ပြက်တသားညှိဆိုကြောင်းမြန်မာစေုပ်စု၏ပြောရေးဆိုခွင့်ရှိသူကစေုပ်စု၏မြန်မာနိုင်ငံရှိ online ဝင်လိမ်ခိုင်းများမှနိုင်ငံ၏စီးပွားရေးနှင့်စီးရေးရအကျိုးမြတ်ရရှိနေမှုကိုဖုံးကွယ်လိုသည့်အတွက် KNU ကိုဆွဆွဲပြီးမဟုတ်မမှန်သောတရင်အမများဖြန့်ချိမှုသာဖြစ်သည့်အတွက် KNU အနေဖြင့်ညှင်းပယ်ကြောင်း KNU ကတရားဝင်တရင်ထုတ်ပြန်ကြေညာထားပါသည် KNU အနေနဲ့ထုတ်ပြန်ကြေညာချက်တွေ တိုင်းအခိုင်အမာရပ်တည်ပါတယ်အခြားပြောစရာမရှိပါဟု KNU ပြောရေးဆိုခွင့်ရှိသူပရိုဆော်တိုနီကပြောပါတယ်အကြမ်းဖက်စစ်တပ်ကအောက်တိုဘာလဆန်းပိုင်းတွင် KK ဘတ်ကိုဝင်ရောက်စီးနှင်ပြီးစစ်ကြောင်းထိုးမှုများလုဆောင်လာကြောင်းအောက်တိုဘာ23ရက်မှာ BGF ကဦးစီးလုကင်နေတဲ့ KK ဘတ်အတွင်မှာကြားပြန်လုကင်နေတဲ့ပြည်တွင်းပြည်ပလူအများပြားကိုနေထုံမှုစတင်လုဆောင်လာကြောင်းသိရှိရပါတယ် နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့စစ်ကောင်စီအထူးရောက်ရွေးကောက်ပွဲကိုစန့်ကျင်ရန် GFN ကအာဆီယံကိုတိုက်တွန်းတဲ့သတင်းကြောင်းကိုတင်ဆက်ပေးပါမယ်။အာနာတိတ်စစ်ကောင်စီအထူးရောက်ရွေးကောက်ပွဲကိုဖျက်ဖျက်တပ်တာစန့်ကျင်ခြင်းပေရန် Justice for Myanmar GFN ဖွဲ့ကယနေ့အောက်တိုဘာ26ရက်မှာစတင်ကျင်းပနေတဲ့58ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးကိုတောင်းဆိုလိုက်ပါရတယ်။58ကြိမ်မြောက်အာဆီယံထိပ်သီးအစည်းအဝေးကိုမလေးရှားနိုင်ငံကွာလာလမ်ပူမြို့တော်မှာယနေ့အောက်တိုဘာ26မှ29အထိ၄ရက်ကြာကျ င်ပသွားမည်ဖြစ်ပါရင်အာဆီယံအနေနဲ့ဆေးဥစုဤအတူရောင်ရွေးကောက်ပွဲအားညှင်းဆန်ခြင်းအာဆီယံနှင့်လောက်ခံဖွဲ့စည်းများတွင်ဆေးဥစုနှင့်၎င်းတို့၏ကိုယ်စားလှယ်များတာမြင့်ပိတ်ပင်ခြင်းဖက်ဒရယ်ဒီမိုကရေစီငြိမ်းချမ်းရေးနှင့်တရားမျှတမှုတွင်မြန်မာပြည်သူများ၏လှုပ်ရှားရုန်းကန်မှုနှင့်အတူယက်တီပီအန်တို့ကို JFN ကတောင်းဆိုလိုက်ပါသည်။ စေယုစုရဲ့အမေရိကန်ရွေးကောက်ပွဲကဒီမိုကရေစီကိုဥတည်တဲ့လမ်းကြောင်းတစ်ရက်မဟုတ်ပါဘူး။ဒါဟာသူတို့ရဲ့အကြမ်းဖက်အုပ်ချုပ်မှုကိုမှားယွင်းစွာတရားဝင်မှုပေးနိုင်ဖို့အတွက်စေယုစုကဒီဇိုင်းဆွဲထားတဲ့လှည့်ကွက်တစ်ခုဖြစ်တယ်ဟု Justice for Myanmar ၏ပြောရေးဆိုခွင့်ရှိသူမက်ရနာမောင်ကပြောကြားပါရီ။ ASEAN နေဖြင့်စစ်ကောင်မရှင်၏အထူးရောင်ရွေးကောက်ပွဲကိုပြပြတတ်တာညှင်းဆိုခြင်းဖြင့်ရွေးကောက်ပွဲစောင့်ကြည့်သူများကိုမစိလွတ်ခြင်းဖြင့်ပအဝင်ရမည်ဖြစ်ကြောင်း GFN ကထုတ်ပြန်ပါရီ။ထို့ပြင် ASEAN အဖွဲ့ဝင်နိုင်ငံများ၏စီးပွားရေးလုပ်ငန်း ်းများအနေဖြင့်ဆေးဥစုရိဘဏ္ဍာငွေဆက်လက်နဲ့ဆက်ပစ္စည်းကိရိယာဤပညာနဲ့လင်းရင်စီလမ်းကြောင်းများကိုချက်ချင်းဖြတ်တောက်ရမည်ဖြစ်ကြောင်းလည်းပါဝင်ပါသည်အာဆီယံကချမှတ်ထားတဲ့ပုံသဘောတူညီချက်၅ရပ်ကိုစစ်ကောင်မရှင်ကလိုက်နာမှုမရှိသေးမှလေးနှစ်ကျော်ရောက်ရှိလာပြီဖြစ်ပြီးမအောင်မြင်သော 5PC အဖြစ်ရှိနေကြောင်းလဲ Justice for Myanmar ကထောက်ပြပြောဆိုထားကြောင်းသိရှိရပါသည်။